အညောစရောအလုံးမင်္ဂလာပါအညောစရောဆရာကိုခွန်သက်ပိုင်ဖြစ်ပါတယ်ဆရာကတော့ခုလက်ရှိဥရိယကျိုးပန်တင်နှန်းကြောင်းရဲ့တာဝန်ခံဆရာဆရာကိုခွန်သက်ပိုင်ဖြစ်ပါတယ်ဟုတ်โอเคဆရာတို့ကဒီနေ့မှာဒီဘာတင်ကန်းစာလေးကိုတင်ပေးခြင်းလဲဆရာကတော့ဘာတင်ကန်းစာတင်ပေးရမလဲဆိုတော့ ဒီနေ့ရောရောပွင့်လေးတွေအတွက်ဆရာကတော့ဒီပုံမှန်ဆိုဆရာတို့အမေးဖြေဖုန်းနဲ့အမေးဖြေလုပ်ကြတယ်ဖုန်းပြောကြတယ်အဲ့ဒီအတွက်ဖုန်းပြောတဲ့အခါမှာဘယ်လိုသုံးလုံးလေးပြောကြလဲအာဘယ်လိုအခြေအနေမျိုးမှာဘယ်လိုစကားပြောရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆရာတင်ပြချင်ပါတယ်အာပထမဆုံးသလိုအနေနဲ့ကဆရာတို့ကတော့ဒီဖုန်းပြောတဲ့အခါမှာဆိုရင်ဆက်စပ်ပြောတဲ့အခါမြန်မာမှာဆိုရင်ရှိတယ်လေနော် hello hello အဲ့လိုမျိုးဆိုရင်ကိုရီးယားလိုဘယ်လိုပြောလဲဆိုတော့ရောဘူးဆယ်ရော ယောဘုဆေယောဟယ်လိုယောဘုဆေယောဟယ်လိုနောက်တစ်ခုကဖုန်းဆက်တဲ့လူဟာဒီဆရာကိုခွန်တက်ဖုန်းဆက်တဲ့ဓမ္မဆရာကိုခွန်တက်စာတရားရောက်ကလာပြီးတော့ဂိုင်းတဲ့အခါဆရာကိုခွန်တက်ခဏလာဖုန်းလွှဲပေးပါလို့ပြောချင်တယ်ဆိုရင်ခွန်ဆန်းစဲနေမန်ဆရာကိုခွန်ကိုဂျုံဘာခေါ်ချူဆေယောခဏလာဖုန်းလွှဲပေးပါခွန်ဆန်းစဲနေမန်ဂျုံဘာခေါ်ချူဆေယောဆရာကိုခွန်တက်ကိုခဏလာဖုန်းလွှဲပေးပါခွန်ဆောင်စဲနေမယ်ဂျုံဘာခေါ်ချူဆေယောခဏလာဖုန်းလွှဲပေးပါအဲ့ဒီခါကျရင်ဖုန်းလွှဲပေးမဲ့ တူကဘာပြောရမလဲဆိုခဏလေးစောက်ပါလို့ပြောချင်တယ်ဆိုရင်잠깐만기다려주세요잠깐만기다리세요เนาะ잠깐만기다려주세요잠깐만기다리세요ခဏလောက်စောက်ပြီးပါခဏလောက်စောက်ပါဒီဆရာခွန်းကတစ်ဖက်မှာတော့ခေါ်လိုက်တဲ့အချိန်မှာဖုန်းပြောနေတယ်မာဒီတစ်ဖက်မှာဖုန်းပြောနေစေဖြစ်တယ်ဆိုဘယ်လိုပြောလို့ရမလဲဆိုတော့ခွန်းဆောင်ဆဲနီမန်지금통화중입니다 군 선생님은 지금 통화 중입니다. 시아고 군가쿠 송병이래 송병이제 피대. 그래서 너구가 시아고 군가쿠 니야마무시부로 표현해서의 군 선생님은 지금 자리에 안 계신데요. 군 선생님은 시아고 군가로 지금 자리에 안 계신데요. 니야마무시부 အခါကျရင်ဘသူပါလဲအာနာပြီမဲ့ဖုံးဆက်တာဘသူလဲလို့ပြန်မေးချင်တယ်ဆိုရင်ရှီလဲချီမာနုကုဆေယောရှီလဲချီမာနုကုဆေယောအာနာပြီမဲ့ဘသူလဲဓမ္မဝေ ဟာနာဘီမဲ့ဘယ်နေရာကပါလဲဆိုရင်တော့ရှီလဲချီမန်အော်ဒီဆေယောရှီလဲချီမန်အော်ဒီဆေယောအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကဒီဖုန်းဆက်တဲ့လူကဖုန်းမဆက်နေတယ်လို့ပြန်ပြောချင်တယ်ဆိုရင်ချောနွားချာမုခရစ်မီဒါချောနွားချာမုခရစ်မီဒါဖုန်းမခေါ်နေပါတယ်ချောနွားချာမုခရစ်မီဒါဖုန်းမခေါ်နေပါတယ်ဒါဆိုဖုန်းဆက်တဲ့လူကနောက်မှထပ်ဆက်လိုက်ပါမယ်ဆရာကိုခွင့်မရှိဘူးဆိုကျွန်တော်နောက်မှထပ်ပြီးဆက်လိုက်ပါမယ်လို့ပြောချင်တယ်ဆိုရင်ဒါကျွန်ငယ်ဒါရှီယာကက်စ် 습니다.나중에다시하겠습니다.나중에나마다시답이로하겠습니다.살라이바메.디니아동동리들이송교랑네받들의아동동리들이오서벼벼도라ဖြစ်ပါတယ်.디니띵벼벼도라디띵베도라아동동리들이네받다삐로디디자차라이맞삐로디라이삐로벼나이바세.라이삐로디디자차라이맞삐로아동동리들이오아동뷰나이바세.로서디가니삐로디 မျောလင့်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့သင်ခန်းစာကိုတခြားလိုက်လုပ်ထားပေးဖို့လည်းပြောချင်ပါတယ်เนาะဆရာတို့နောက်ထပ်မှာနောက်ထပ်သင်ခန်းစာတင်တယ်ဆရာထပ်ပြီးတော့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဒီနေ့သင်ခန်းစာလေးတက်ပါပါပဲအညောင်ကျေးဇူးရောကိုမစမီတာ